ဆိုင်းလွန်ထက်သာတဲ့ချစ်သူလူပြိုကောင်လေးကဩစတြေးလျကပြန်လာကောင်လက်ထက်ခွင့်တောင်းခံခဲ့ရတဲ့ရှင်လက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်အခုတလောမြမအမှုပညာတန်ဝိုင်းမှာဝမ်းသာစရာမင်္ဂလာသတင်းလေးတွေဇက်တိုက်ကြားနေရပါတယ်အဒီထဲကမှမင်္ဂလာသတင်းတစ်ခုကတော့တချိန်ကအချိန်ရင်းမှာကံမကောင်းခဲ့လို့ပရိသတ်တွေကတော့သူမအတွက်ဆင်းမကောင်းဖြစ်ခဲ့ရတဲ့မင်းသမီးကျော်လေးရှင်လက်တယောက်သူ့ရဲ့အချစ်သည်နဲ့လက်ထပ်တော့မယ်ဆိုတဲ့သတင်းမှာပဲ ပရိသတ်တချို့မှတ်မိကြအောင်ပါပါရင်လက်ဆိုတာကတော့ဗီဒီယိုဇက်ကားတွေခင်မှာ fighting ခန်းတွေကိုအကောင်းဆုံးတရုပ်ဆောင်နိုင်တယ်စစ်စရာကောင်းတဲ့မင်းသမီးကျော်လေးတယောက်ပါသူမကအားကစားမှရောအနုပညာမှပါထူးချွန်တဲ့မင်းသမီးတယောက်အဖြစ်လူသိများခဲ့ပါတယ်အစောပိုင်းမှာတော့ရင်လက်ကမင်းသမီးကြီးထထမိုးရဲ့ခင်ပွန်ဟောင်းဆိုင်းလွတ်နဲ့တရားဝင်ချစ်သူတွေဖြစ်ခဲ့ကြပါသေးရင်သူတို့နှစ်ဦးက Facebook My Day တွေမှာဇုံနေပုံတွေအတူတင် highlight တွေမှာထည့်ထားတဲ့အထူးအရန်ကိုချစ်ပြခဲ့ကြတာပါ နောက်ပိုင်းမှာတော့သူတို့ရဲ့အခြေအေးကရုတ်တရက်ဆိုသလိုပဲအဆုံးသက်လမ်းခွဲသွားခဲ့ရပါတယ်။ဒီလိုလမ်းခွဲပြီးနောက်မှာရင်လက်တယောက်အရန်ကိုအသေးခွဲဝန်းနေခဲ့ရပြီးတော့စိတ်တက်ကြကအနုပညာအလုပ်တွေကနေပါအချိန်တော်ကြာပြောက်ကွယ်သွားခဲ့တဲ့အထိဖြစ်ခဲ့ရပါတယ်။ အခုတခါမှာတော့အချိန်ရေးမှာနာကျင်ခဲ့ဘူးတဲ့ရင်လက်ကအွန်လိုင်းပေါ်မှာတွေ့ရှိခဲ့တဲ့အော်စီကမောင်လေးတယောက်နဲ့လက်ထပ်တော့မယ်လို့တရားဝင်ချပြလာတာဖြစ်ပါတယ်ရှင်။သူမရဲ့ချစ်သူအစ်တကအာမန်လို့မဟုတ်ပါဘူး။ဩစတြေးလျနိုင်ငံမှာနေထိုင်တဲ့ကျွဲဝချမ်းသာတဲ့တတိယကြီးတဦးဖြစ်တယ်လို့လူပြိုစစ်စစ်ကောင်းလေးတယောက်ဖြစ်ပါတယ်။ရင်လက်ကနိုင်ငံရဲ့ခြားကသူ့ရဲ့ချစ်သူကိုတကယ်ချင်းရင်မြန်မာနိုင်ငံကိုအခုလာခဲ့ပါအပြင်မှာတွေ့မှစဉ်းစားပေးမယ်လို့စိန်ခေါ်လိုက်တဲ့အခါမှာသူ့ရဲ့ချစ်သူကတကယ်ပဲသူမကိုတကယ်ချစ်ကြောင်းသက်သေပြဖို့အတွက်ဩစတြေးလျ ကနေမြန်မာနိုင်ငံကိုချက်ချင်းအရောက်လာခဲ့ပါတယ်။ဒါဟာတကယ့်ကိုရုပ်ရှင်ဆန်းဆန်းမိန်းကလေးတိုင်းအားကြရတဲ့အပြုမူလေးပါပဲ။မြန်မာနိုင်ငံကိုရောက်လာတဲ့အခါမှာတော့သူကရင်လက်ကိုတရားဝင်လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။သူလက်ထပ်ခွင့်တောင်းခဲ့တဲ့လက်စွပ်ကလည်းအလုံးရဲ့မျက်လုံးကိုဖန်ဆောင်းသွားခဲ့ပါတယ်။တရင်းနေရဲ့အစိုးရအစိုးပါစိန်လက်စွပ်ဟာအမေရိကန်ဒေါ်လာသိန်းချီတန်ဖိုးရှိပြီးတော့30ကာရက်ကျော်တဲ့အရည်အသွေးမြင့်စိန်လက်စွပ်ကြီးဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ရင်လက်တယောက်ဒီလက်ထက်ခွင်းကိုလက်ခံလိုက်တာကဒီလိုမျိုးတန်ဖိုးကြီးစိန်လက်စွတ်ကြောင့်ဒါမှမဟုတ်တထေးကြီးတယောက်ဖြစ်နေလို့သက်သက်ပဲလားမဟုတ်ပါဘူး။ဘာကြောင့်လက်ခံခဲ့တယ်ဆိုတာကိုရင်လက်ကအခုလိုပဲရှင်းပြလာပါတယ်။သူမရဲ့ချစ်သူကောင်လေးကနောင်မီမလင်းနဲ့သူမတယောက်တည်းပေါ်မှာတစ္ဆာမပြတ်တဲ့ယောက်ျားကောင်တယောက်ဖြစ်နေရာကြောင့်သူ့ရဲ့အချစ်ကိုယုံကြည်ပြီးတော့လက်ထက်ဖို့ လက်ခံခဲ့ရလို့ဆိုပါတယ်အခုချိန်မှာတော့ရင်လက်ဟာသူမကိုထားသွားခဲ့တဲ့ရေစာဟောင်းဆိုင်လွန်ထက်အဆဆရရန်အစာပေါင်းများစွာမှာတာလွန်နဲ့ငွေကြေးမှာလည်းတာလွန်အချိတ်ကိုလည်းတည်တည်ပြမှုမှာအော်စီကနေချက်ချင်းလာခဲ့တာဖြစ်ပြီးတော့အထူးသဖြင့်တစ္ဆာရှိမှုနဲ့လူပြိုဖြစ်ခြင်းမှာပါတာလွန်နဲ့အော်စီကချစ်သူမောင်လေးတစ်ယောက်ကိုပိုင်ဆိုင်လိုက်ရတာပဲဖြစ်ပါတယ်သူတို့နဲ့ဦးကမကြခင်မှာပဲကြီးကြေးခမ်းနားတဲ့မင်္ဂလာပွဲကြီးကိုကျင်းပဖို့အတွက်အစီအစဉ်ရှိတယ်လို့လည်းသိရပါတယ်တစ်ချိန်ကအချိန်ရင်းမှာကံမကောင်းခဲ့ပဲစိတ်သက်သာခဲ့ရတယ် င်ရှင်လက်အတွက်တော့အခုလိုမျိုးကိုယ့်ကိုတန်ဖိုးထားမြင်လို့တဲ့နိုင်ငံရဲ့ချားကနေတောင်ကိုရင်လာရောက်လက်ထက်ခွင့်တောင်းရတဲ့ချစ်သူကောင်းလေးတယောက်ကိုရရှိလိုက်တာကတကယ့်ကိုကံကောင်းခြင်းကြီးတစ်ခုပါပဲပရိသတ်ကြီးတို့ရောရီစာဟောင်းကထားသွားချိန်မှာသူထက်အဆက်ဆက်ရရာတာလုံးနဲ့ချစ်သူကောင်းတယောက်နဲ့လက်ထက်ခွင့်တောင်းခံလိုက်ရတဲ့ရှင်လက်ပေါ်မှာဘယ်လိုခံစားရလဲဆိုတာမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပြပါအောင်ရှင်သူမတို့ဝမ်းသာစကားလေးတွေကိုလည်းပြောကြားပေးခဲ့ပါအောင်နော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်